ဆွတ်တော့မဆစ်ပေးလိုက်ဘူးပေါ့နော်ဟိုမအဲ့တော့ကြာဆယ်ရန်ဖြစ်ဆယ်ရန်ဖြစ်ဘူးတည်းမပုတ်တင်လို့လားမပုတ်တင်လို့တော့သူ့ရဲ့တကောင်စင်းမိတူနဲ့မပုတ်တင်မိတူလေးတောင်းတာမပုတ်တင်နဲ့မနေရောပို့ပို့တယ်အဲ့အကောက်အဲ့မပုတ်တင်နဲ့မပို့ရဲ့အကောက်ကကြာတော့ညီမဘလော့ပါဘူးဆိုတော့ဟိုအဲ့လေးတောင်းတာပေါ့နော်တောင်းတောင်းတော့ဆိုဖုန်းဆက်ပြီးတော့တောင်းတာဘာမီမူးဆက်ချိုပါဆိုတော့ဖုန်းချပါတယ် ုံးချသွားပြီးတော့နောက်ဖုန်းစိမ်းလုံးနဲ့ပြန်ဆက်ထားတယ်။ပြန်ဆက်သွားပြီးသူ့မိမအနေနဲ့ပြန်ပြောတယ်။ဂျင်းနေစစ်ပေးပါတဲ့။မပေးနိုင်ဘူးနော်မပေးနိုင်ဘူးလို့ချင်းဆိုရော့ဂျင်းနေစစ်ပေးပါ။ပြီးရင်ခွာချင်းစာဆိုပေမဲ့ထိုးပေးပါ။အင်းနောက်ပြန်ပါလေအဖေနဲ့မပြောင်းပြပါဆိုပြီးလို့ပြောတယ်။ဆိုတော့တကယ်လို့ဂျင်းနေစစ်ဆိုရင်ကွာစစ်ပေးမယ်။ဒါပေမဲ့အန်တီကိုပြောချင်တာက တမိဖေကိုတမိတမိစီပြန်ပြီးတော့နေခိုင်းပါလားဗောနော်စင်တစ်ပါမယ်ဟုတ်ဒါပေမဲ့အဖေနာမည်ပြောင်းဖို့ရောဖြစ်မှာဟုတ်ဟာဖို့ဆိုတော့ဒီအဖေနဲ့ဒီမင်းနဲ့မွေးထားရဲ့အတွက်ကြောင့်တော့အဖေနာမည်လုံးဝပြောင်းဖို့ဖြစ်နေမှာ โอเคဒီမှာဒီဒီမှာအိမ်မက်ကဒီဟိုရှိမှာပြောခဲ့ဖို့လို့ပဲဘာနဲ့ပေါ့နော်ရုပ်ရှင်ရရဖို့ကြာဒါဒီမှာအိမ်မက်အမေဘာဘာရဲ့ဒီမြင့်တာပေါ့နော်လိုအပ်နေရတော့မှန်နေပေါ့နော်ဒါပေမဲ့လည်းအခုဒီလိုအရှိတ်ထွက်ပြောရဲဆိုတာဟာဒီမှာအဲလိုလျှို့ဝှက်ပြီးရောပေါ့နော်ဟို အဲ့လိုတယောက်တည်းမခံစားချင်တော့လို့ပေါ့နော်တယောက်တည်းမခံစားချင်တော့လို့ဒါပြပြလိုက်တာပေါ့နော်အဲ့လိုရင်ဖွင့်တဲ့ပုံစံဆန်မျိုးပါပဲအဲ့လိုကိုပြပြလိုက်တာပါတခြားတော့ဒီလိုလိုပြောလို့လို့လို့နမကြီးချင်တာတို့အဲဘာညာအဲ့လိုလိုမဟုတ်ပါဘူးပေါ့နော်တယောက်တည်းအဲ့လိုမခံစားချင်တော့လို့ပါဒီလားတော့မအသက်3နှစ်လောက်မှထင်တယ်အသက်3နှစ်လောက်မှဒါဟိုဘလို့ဘလို့မမြင်လဲတော့တခြားမသိဘူးပေါ့နော် ဘယ်လိုမြဲတခြားမသိဘူးဘာဖြစ်လို့ဆိုတော့အရင်လည်းငယ်သေးရဲ့အမ်အဲ့မှာအန်တီနဲ့ပပနဲ့မြောက်ချင်းတွေ့တာတမျိုးခေါ်သွားရေပေါ့နော် sorry အဲ့မျိုးခေါ်သွားရေပေါ့နော်ခေါ်သွားတော့အာရေကဲမှုရွေးမယ်ကစားခွင့်လိုက်ပို့မယ်ဆိုပြီးခေါ်သွားတာခေါ်သွားတဲ့အချိန်မှာအမခဏနေကြတော့မမမမကဖုန်းဆက်တယ်ဖုန်းဆက်တာလာရောက်လာတယ်တခြားတော့အဲ့လိုအဲ့လိုပုံရင်းရောင်လို့ ပေါင်းရင်းရောင်မျိုးပုံစံမျိုးပေါ့တင်မလားအဲ့ဒါအရင်ကြီးအဲ့လိုမမိအောင်မျိုးတော့မဟုတ်ဘူးဖုန်းဆက်ပြီးတော့အဲ့လိုမေးရပေါ့နော်အဲ့နဲ့မစားပြပြရတယ်ပေါ့နော်အန်တီနဲ့ဘာနဲ့ပေါ့နော်ဟိုမြို့ကစားခွင့်လိုက်ပို့ရပေါ့အဲ့လိုလေးပြပြရကြပေါ့ပြပြရချိန်မှာမမနေပြီးတော့ဒီဘာဘာကရှိအဲ့လိုရှိရနေဝင်ရက်ပြီးတော့ပြန်နာတက်ကြတာပါပဲအာအဲ့ဒီချိန်တော့ကပြန်နာတက်နေဆိုတော့ဟိုမမကလည်းလက်ဆွဲသွားတာဆိုတော့ကျိုင်း မတိလိုက်ဘူးနော်အာဟုတ်ကဲ့ဟိုမမားစီကနေရတော့ပပပပဟိုဘောနော်မစက်ဟိုငွေတော့အရန်ချစ်ပေးရယ်ဆိုရဲအကြောင်းလေးရယ်အဲ့လိုတော့ပြင်ချရတယ်ရှိတယ်အဲ့လိုကြားတော့လဲဝန်တာရယ်ဘောနော်ဝန်တာပြီးတော့အဲ့အဲ့လောက်ထိချစ်ပေးနေရဲဟာဘာဖြစ်လို့ဒီလိုမျိုးဖြစ်သွားတာလဲဆိုပြီးတော့အဲ့လိုမျိုးဖြစ်နေရယ်ရှိဘာလို့တော့မေ့ရှင်းနေဘောနော်ဘာဖြစ်လို့ဒီလိုမျိုးဒီလိုမျိုးထားခဲ့ရတာလဲအဲ့လိုဘောနော် ဟုတ်ကြားထဲမှာတော့ဟုတ်မြမကြီးစာပို့ဖြစ်တယ်ပေါ့နော်စာလေးအဲ့အဖေများနေတို့ဒီတူမွေးနေတို့ပေါ့နော်ညီမမွေးနေတို့ဆိုရင်စာလေးပို့ဖြစ်တယ်ရှင်အဟုတ်ကဲ့ရှင်မနေ့မမနေ့တိုင်းဆိုရင်မကြီးပြဿနာဒီ DNA စစ်တဲ့ဒီပြဿနာဖြစ်ပြီးမှညီမပို့ဖြစ်တယ်ဘာလို့ဆိုတော့အဲ့အချိန်မှာမညီမသူ့ဖုန်းနံပါတ်ကိုတည်ရဆိုအမ်စစ်တော့မစစ်ပေးလိုက်ဘူးပေါ့နော်ဟိုမာ အဲ့တော့ကြောင့်ဆရာန်းဖြစ်ဆရာန်းဖြစ်ဘုဒ္ဓတိမပုတ်တင်လို့လာမပုတ်တင်လို့တော့သူ့ရဲ့တကောင်စင်းမိတူနဲ့မပုတ်တင်မိတူလေးတောင်းတာမပုတ်တင်နဲ့မနေရောပို့ပို့တယ်အဲ့အကောက်အဲ့မပုတ်တင်နဲ့မပို့ရဲ့အကောက်ကကျတော့ညောက်ပလော့သွားပြီဆိုတော့ဟိုအဲ့အလေးတောင်းတာပေါ့နော်တောင်းတောင်းတော့ဆိုဖုန်းဆက်ပြီးတော့တောင်းတာဘာမီမိုးဆက်ချိုပါဆိုတော့ဖုန်းချသွားတယ်ဖုန်းချသွားပြီးတော့နောက်ဖုန်းစင်းလုံးနဲ့ပြန်ဆက်ထားတယ် လက်ဆက်ကတော့သူ့မိမအနေနဲ့ပြန်ပြောတယ်။ဂျန်နီစစ်ပေးပါတဲ့။ပေးနိုင်ဘူးနော်မပေးနိုင်ဘူးလို့ချင်းဆိုရော့ဂျန်နီစစ်ပေးပါ။ပြီးရင်ခွာချင်းစာချုပ်လက်မှတ်ထိုးပေးပါ။အင်းနောက်ပြန်ပါလေအဖေနဲ့မပြောင်းပေးပါဆိုပြောလို့ပြောတယ်။ဆိုတော့အင်းတကယ်လို့ဂျန်နီစစ်ဆိုရင်ကွာစစ်ပေးမယ်။ဒါပေမဲ့အန်တီကိုပြောချင်တာကတမိဖေကိုတမိတမိစီပြန်ပြီးတော့နေခိုင်းပါလား။ ါ့နော်ဆင်သစ်ပါမယ်ဟုတ်ဒါပေမဲ့အဖေနာမည်ပြောင်းဖို့ကတော့မဖြစ်ပါဘူးဟုတ်အဖေဆိုတာဒီအဖေနဲ့ဒီမင်းနဲ့မွေးထားရဲ့ကြာကြာမလို့အဖေနဲ့မင်းလုံးဝပြောင်းဖို့မဖြစ်နိုင်ပါဘူးဈာရဲကအဲပပကိုဖုန်းဆက်မှတာသူနဲ့ရောအလိုမျိုးဆက်သက်ဖြစ်တာပေါ့အာနမအဲ့နေ့ကကျတော့လေ14ရက်နေ့ပေါ့နော်ဒီမှာမွေးနေ့လေးဖြစ်တယ်ဆိုတော့လုံးဝဟို emotional လုံးဝမထိန်းနိုင်ဘူးထိန်းနိုင်အဲ့နဲ့ဟိုဘောနော်ဒီကဒီ glowy မရှိတဲ့အမကိုပြောပြလိုက်တာအဲ့တော့မားလို့ ဟိုဆက်အရန်ပေါ့နော်စိတ်ညစ်နေရဲ့လို့အရန်ဝမ်းနေတယ်လို့ငွေနေမှာပေါ့နော်ဟိုဖြစ်နိုင်တော့မှာဘဘရဲ့ဘက်တီဘွတ်လေးကိုလှုပ်ချင်းခဲ့တာပေါ့နော်အဲ့လိုမျိုးပြောတာမလေးဖြူလာအန်နေစံသာအမလို့ပြူကြည့်လိုက်မယ်လေလို့ဒါလည်းတော့သူပြူကြည့်လိုက်မယ်အမလို့ပြောလိုက်တာပြောလိုက်တော့ပြူလိုက်ပြူလိုက်တော့ဒီလောက်ကြီးထိပြုတ်သွားမှာမထင်တာအဲအရ ်းတန်ဝန်ထားတယ်။ဘာလို့ရှိလဲဆိုတော့မျိုးဆက်အမျိုးတရားပေါ့နော်။အဲ့ဒီအမျိုးထဲကနဲ့အရန်အမျိုးမသိမဆက်တဲ့အမျိုးတရား။အဲ့ဒီအမျိုးတော့ကဒီဒီသူ့နာမည်ကမျိုးဆက်ချူမဟုတ်ဘူးနိ။မျိုးဆက်ချူခါဟာလို့။မအားမားလို့နာမည်ပြောင်းလဲပါလား။တော်ပြောပြောပြီ။